အလုံးမင်္ဂလာပါအညမြအကျူကြီးရှင်းပါရှင်လေးတင်ချမဲ့တင်ချိုင်းလန်ဆင်ကတော့ G5 တင်ယူအခန်း15ရဲ့ Lanson 28ပဲဖြစ်ပါတယ်ကျွန်တော်ပုတ်စံနံပါတ်6ကိုဆက်လက်လေ့လာလိုက်ရအောင်ပါ ပု္ပ္ပာနံပါတ်6မှာ အနက်ပြိုင်စတုဂံတစ်ခုဤအခြေအနားသည်9မီတာရှိသည် အမြင့်ကို10မီတာစီတိုးသွားလျင်အနက်ပြိုင်စတုဂံဤဧရိယာသည်ညီတို့ပြောင်းလဲသွားသည်နီးပေးထားသောပုံသည်အနက်ပြိုင်စတုဂံပဲဖြစ်ပါれအခြေအနားသည်9မီတာပါအမြင့်ကိုတဲ့10မီတာ10မီတာ10မီတာစီတိုးသွားမယ်ဆိုရင်ဧရိယာညီတို့ပြောင်းလဲသွားသည်နီးဆိုပြီးမိထားပါれ အမြင့်1မီတာဆိုရင်ဆရာတို့ဧရိယာသည်5စတူရန်မီတာပါအမြင့်2မီတာဆိုရင်ဧရိယာသည်30စတူရန်မီတာပါ93.5 94.20 95.25 96.30 96, ပဲဖြစ်ပါတယ်။နမကကြီးဤမေကွန်းမှာဆိုရင် အမြင့်ကိုနှစ်ဆတိုးလျင်ဧရိယာတိအစမီများတိုးမြင်နေ။အမြင့်နှစ်ဆတိုးရင် ဧရိယာသည်နှစတိုးလာပါမည်နမခခွေးမှာဆိုရင် အမြင့်သုံးစတိုးလျင်ဧရိယာအစမြင့်များတိုးမြင့်သည်အမြင့်သုံးစတိုးလျင်ဧရိယာလည်းသုံးစတိုးလာမှာပဲဖြစ်ပါတယ်ယနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်းလန်စင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ